ကျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါမိဘပြည်သူများရှင်ကျွန်မဒီနေ့ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းစကားလေးကတော့မိဘပြည်သူများကြားထဲမှာဒီတန်တရားတွေနဲ့ပေါ့နော်ဖြစ်နေတဲ့ကိစ္စလေးကိုပြောပြချင်ပါရှင်အဲ့ဒါလေးကတော့မိသက်ဦးစီးဌာနပေါ်မှာမိဘပြည်သူတွေက ဒီတန်တရားစိတ်တွေနဲ့ပေါ့နော်ပြဿနာလေးအချို့ဖြစ်ပေါ်နေပါရှင့်ဒီအနေနဲ့ပတ်သက်ပြီးနိုင်ငံတော်ကထုတ်ပြန်ထားတာလေးရှိပါတယ်ဒါလေးကိုကျွန်မဖတ်ပြပါမယ်ရှင်ဒီပေါ့နော်ဒီ28ရက်3လမှာလောက်ခတ်ခဲ့တဲ့မန္တလေးမြေငလင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုရှိရှိခဲ့တဲ့ပြီးတော့ကောင်းစီနေမြေအတွင်းတက်စစ်မီလိုက်နေဆက်သွေးစခန်းနေအလင်းအမြန်ပြင်းစင်ပြစီခဲ့ရတဲ့ဆိုပေမဲ့ရေပိုက်လိုင်းတွေကချွင်းပြက်စီသွားကြပါရှင့်ရေရဖို့တကူခက်ခဲသွားတာပေါ့နော်အဲ့တော့အိမ်ယာတွေမှာရေခက်ခဲရှိနေလို့မိသက်ကားတွေအကုန်ကြီးတောင်းခံပြီးတော့ရေရရှိရေကိုနိုင်ငံတော်ဆောင်ရွက်ခဲ့ရပါရှင့်အဲ့ဒီခါမှာ မိသက်ရှိကတစည်းကိုငွေကျပ်သိန်းရနဲ့တသိန်းခွဲထိပေးရတယ်ဆိုပြီးတော့ online မှာသတင်းတွေထွက်ပေါ်လာတာရှိပါတယ်ရှင်နေပြည်တော်မိသက်ဦးစီးဌာနချုပ်ရုံးကညွှန်ကြားမှုတူကိုဒီမြမသတင်းစင်ကလည်းဆက်သွယ်ပြီးမေးမြန်းခဲ့တယ်တဲ့အဲ့ခါမှာကျွန်တော်တို့စီရေကားတောင်းခံလာရင်တဲ့ကျွန်တော်တို့ကစနစ်ကြမှတ်ပုံတင်ပြီးတော့ရေကားလှုပ်ပြီးကူညီပေးပါတယ်တဲ့ လူဒူးစေးတောင်းခံတာအမှတ်ပုံတင်လာတာရှိပါတယ်ငွေတောင်းခံတာမရှိပါဘူးတကယ်လို့တောင်းခံတယ်ဆိုရင်ကျွန်တော်တို့စီတိုင်ကြားနိုင်ပါတယ်အခုချိန်ဒီတိုင်ကြားတာလည်းမရှိသေးပါဘူးနေပြီးတော့မှကျွန်တော်တို့ကိုင်းနဲ့တူတဲ့အစားသောဌာနပါကိုင်းလေဌာနပိုင်ကိုင်းလေရှိပါတယ်တဲ့အဲ့ဒီကိုင်းနဲ့မှားပြီးတော့ထင်ရောက်ထင်မှားပြောရလားလို့လည်းသူတွေးမိပါတယ်တဲ့အဲ့ဒီကားတွေကရေပေးဖို့သွားရင်လည်းနားမလဲတဲ့ခါမှတဲ့တခါတည်းရမှာအော်အော်ဆွဲပြီးတော့လမ်းတောင်းသွားလာနေတာတွေ့ရတဲ့အတွက်တိုင်ကြားထားပါတယ်တဲ့သူတို့အနေနဲ့လည်းတောင်းခံတယ်လို့ကျွန်တော်မကြားမိပါဘူး တကယ်လို့ကျွန်တော်တို့မိသက်ဦးစီးဌာနပိုင်းရှေကားတွေကရှေကားနဲ့ရှေပို့ပေးရလို့ငွေတောင်းခံတာတွေတွင်တိုင်ကြားနိုင်ပါတယ်ဆိုပြီးတော့အာမခံပြောကြားထားပါတယ်ရှင်။အလေးရတော့နိုင်ငံတော်ကနေပြီးတော့ထုတ်ပြန်ပေးထားဖြစ်ပါရှင့်။ဌာနနေပြီးတော့တောင်းထားတာမဟုတ်ပါရှင်။ဒါမဲ့ဂျားထဲမှာကျွန်တော်တို့နိုင်ငံရဲ့ဒီအချို့တော့ဗောနော်ဝန်ထမ်းအချို့ရဲ့အကတိကိစ္စတွေနဲ့အတူငွေကြေးတောင်းခံမှုတွေရှိရဲဆိုရင်တော့ကျမတို့မီဒီယာတွေကိုပေးဖို့ပါလို့လည်းကျမမြစ်တာခံလို့ပါရှင့်ပေးဖို့တဲ့အခါမှာဆိုလဲသက်သေလေးနဲ့တကွာပေးဖို့မယ်ဆိုပို့ပြီးတော့တင့်တော်ပါရှင့်ကျမတို့က ဒီလိုမျိုးပေးဖို့ကိုင်းနေဆိုတာကဒီမိသက်ဝန်ထမ်းအနေနဲ့ဒီမိသက်ကားပေါ့နော်မောင်းနဲ့သူတွေကိုဒုက္ခရောက်စေချင်လို့မဟုတ်ပါဘူးရှင်အခုချိန်မှာပြည်သူတွေအရန်ဒုက္ခရောက်နေရတဲ့အတွက်ဒီလိုမျိုးတောင်းခံတဲ့ကိစ္စရပ်တွေကပြည်သူတွေမှာဘလို့မှဒီပတ်စံတွေကိုပေးနိုင်ဖို့စွမ်းအမ်းမရှိပါဘူးရှင်ဒါကြောင့်ကျမတို့ကအဟံတာသဘောလေးနဲ့ဒါလေးတွေကိုရှာဖွေပြီးတင်ဆက်ပေးတာဖြစ်ပါတယ်နိုင်ငံတော်ကလည်းဒါတရားဝင်ထုတ်ပြန်လိုက်ပြီပေါ့နော်ဦးစီးဌာနကတောင်းခိုင်းတာမရှိဘူးဒီတော့တောင်းနေဆိုရင်ကိုတောင်းဝန်ကိုယူရမှာနော်ဒီနေ့အဲ့လိုဖြစ်သွားမှာပါရှင်ဒီတော့ပြည်သူတွေကလည်းကျမတို့တင်တဲ့လေးကြားပြီးပြီဆိုရင် ်ငွေကြေးတောင်းခံတာတွေကြုံနေဆိုရင်ပေါ့နော်ကျမတို့ပြေးပို့လာပါရှင့်ကျမတို့ပြည်သူတန်တွေနဲ့တင်းဆက်ပေးမှာဖြစ်ပါရဲ့ရှင်ဘယ်ကြီးနဲ့ဘယ်ဘယ်မြို့မှာပေါ့ဘယ်မြို့နယ်မှာဘယ်ကားကတော့ဖြစ်နေပါရဲ့ပေါ့ရှင့်အဲ့လိုဇလန်းလေးပေါ့နော်ဒါလေးကျမတင်းဆက်ပေးပါမယ်ရှင့်အဓိကကတော့ဒီချိန်မှာအကတိတွေကအတက်နိုင်ဆုံးမလုပ်ပါနဲ့လို့လဲကျမကြားတဲ့မြစ်တခန့်မြစ်တာခန့်လို့ပါရဲ့ရှင့်အားလုံးကအပူအပင်တွေနဲ့ပါရှင့်ညည်ရီတွေနဲ့ပါမိသားစုရေဆုံးရှုံးရလို့ငိုရတဲ့ညည်ရီတွေတော့မချောက်သေးပါဘူးရှင့်ညည်ရီတွေမချောက်သေးတဲ့လူတွေစီကငွေတောင်းရတာစိတ်ချမ်းသာရလားရှင့် ခုချိန်မှာကုသိုလ်ဆိုတာယူတတ်ရရတယ်သိလားကိုပေးလိုက်တဲ့ရေတကားအတွက်ကိုလှုပ်ပေးလိုက်တဲ့လှုပ်အားအတွက်သူတို့တွေအေးချမ်းပါစေသူတို့တွေရေလေးတွေသုံးရပါစေဆိုရင်ရေချိုးဆယ်ပါမတောင်းမဲ့ပြပါတယ်ရှင့်ဒါလေးကိုမိသက်ဌာနမှာလှုပ်လှုပ်ကြတဲ့ဝန်ထမ်းတွေရောဒီကားတွေမောင်းတဲ့သူတွေရောပေါ့နော်အကတိလှုပ်ထားတာလေးများရှိမဲဆိုရင်အတိတ်တိလေးနဲ့ဆင်ခြင်နိုင်မှုအတွက်ကျွန်မပြောပြရဖြစ်ပါရှင့်မိဘပြည်သူများရှင့်ကျွန်မခုထပ်မံတင်ဆက်ပေးခြင်းနဲ့ဒင်းလေးရတော့ဆက်သွဲကုမ္ပဏီနဲ့သက်ဆိုင်ပါရှင့် မပြည်သူတွေစီကိုနေစိတ်နေတိုင်းဝင်လာတဲ့ message တွေမှာဆိုရင်ဆက်သွယ်ရေးကုမ္ပဏီတွေကနေကြွညာတဲ့စာတွေဝင်လာပါတော့ဟိုဘဲဟာဟို backup package ကိုဘယ်လောက်နဲ့ရမယ်ဆက်သက်ဖြစ်ပေါ်တော့လူမျိုးဝင်ကြတယ်ပေါ့ရှင်းပြီးတော့ကျမတို့နှစ်သက်တာဆိုဝယ်တယ်ပေါ့အဲ့ဒီမှာထူးထူးခြားခြားဝင်လာတာတွေကကြားဖြန့်ကြညာတွေဖြစ်တော့အတန်ဖုန်းထဲမှာဆိုရင်အတန်ဖုန်းနံပါတ်တွေနဲ့အဲ့ဒီငါးပစ်ကိန်းတို့စလော့ကိန်းတို့အပြင်ကိုကြားဖြန့်တဲ့ပတ်သက်တဲ့ဟာတွေကဝင်နေရှင့်သိလား item စီကိုအတန်ဖုန်းနဲ့ဝင်တယ် MPD သုံးတဲ့သူစီကို MPD ဖုန်းနံပါတ်နဲ့ဝင်နေရှင့်ကြားဖြန့်တာတော့မှတော်တော်လူလဲကြပြီးကြားဖြန့်ကြတာပဲ ဇလန်အဲ့လိုရှိရပေါ့နော်ဒီတော့ကျမအနေနဲ့ကဒါအတမ်သုံးနေဆိုတော့အတမ်ကုမ္ပဏီမှာစင်ညာထားတဲ့ဟာလေးပဲကျမသွားပြီးတော့လေ့လာတယ်ပေါ့နော်သူတို့က website ရှိပါရှင့် website ရှိတဲ့အခါမှာသွားလေ့လာတဲ့အခါကျတော့ကျမနိုင်ငံမှာလူမျိုးဆက်သွယ်ရေးပေါ့နော်စင်ကတ်တွေဝယ်ယူမယ်ဆိုမပုံတင်ရတယ်ရှင့်သူတို့ကိုယ်တိုင်ဒီသူတို့ရဲ့ website မှာစင်ညာထားတာပေါ့နော်အဲ့ဒါလေးပဲကျမနည်းနည်းဖတ်ပြပါမယ်ရှင့်တတိယကံကပ်ပြားနဲ့အတမ်စင်ကတ်တွေကိုမှတ်ပုံတင်ပါတဲ့ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနကနေစင်ကတ်အားလုံးကိုမှတ်ပုံတင်ရန်လိုအပ်တယ်ဆိုပြီးညွှန်ကြားထားတယ်တဲ့လူကြီးမင်းရဲ့တိုက်တိုက်ကံကပ်ပြားနဲ့စင်ကတ်နှစ်ကတ်အထိသာမှတ်ပုံတင်နိုင်မှာဖြစ်တယ် စစ်ကမပုတ်တင်မှုအတွက်ခွင့်ပြုထားတဲ့ကတ်တရားနိုင်ငံသားစီစီကတ်ပြားနဲ့ passport တဲ့ဒါနိုင်ငံသားတွေအတွက်ပေါ့နော်ဒီလိုခွင့်ပြုထားရလို့ပြောထားပါတယ်ရှင်ပြီးတော့စစ်ကမပုတ်တင်မှုအတွက်လိုအပ်တဲ့အချက်တွေသူတို့ကြေညာထားတယ်လိုအပ်တဲ့အချက်တွေကစစ်ကနဲ့လက်ကင်ပုံသုံးဆွဲသူအသက်သေကန်ကတ်ပြားကျွန်တော်တို့မပုတ်တင်မှုရှင်ပြီးတော့မြည်သည့်နီးနဲ့မဆိုစစ်ကမပုတ်တင်ရေးတင်နိုင်မှုအတွက်ကိုအခချင်းငွေသူတို့ပေးစရာမလိုဘူးတဲ့စစ်ကမပုတ်တင်မှုအတွက်ဆိုလဲဒါအချက်လက်တွေပေါ့နော်အမြည်တို့သက်သေကန်ကတ်ပြားမိတ်တူမူရင်နိုင်ငံသားတာဖြစ်နိုင်ငံကူးလက်မှတ်စသဖြင့်ပေါ့အရာအလုံးပြည့်စုံပြောထားပါရှင်သူတို့ရဲ့ website မှာ တင်ပြထားတဲ့ဟာတွေကိုပဲကျွန်မဖတ်ပြနေရအောင်အခုလေဒီတော့စဉ်သက်မှတ်ပုံမတင်လို့ရှင်တဲ့ဘာဖြစ်မလဲပေါ့နော်စဘာကြောင့်စဉ်ကတ်မှတ်ပုံတင်ဖို့လိုအပ်တာလဲဆိုပြီးရှင်းထားတယ်အဲစင်ကတ်တွေဟိုတဲ့မြန်မာနိုင်ငံအစိုးရရဲ့သတ်မှတ်ချက်အရမှတ်ပုံတင်ဖို့လိုအပ်ပါတယ်ဒါနိုင်ငံတော်အစိုးရရဲ့သတ်မှတ်ချက်ပေါ့နော်သုံးဆွဲသူတဦးချင်းမှတ်ပုံတင်ထားတဲ့စင်ကတ်အစီအတွက်ကိုနှစ်ကတ်ထိသတ်မှတ်ဖို့အတွက်မိုဘိုင်းအော်ပရေတာတွေကိုဆက်သွယ်ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားထားပါတယ်တဲ့ ဒါကြောင့်တင့်ရဲ့နိုင်ငံသားစစ်စီရေးကတ်နဲ့အတန်စင်ကတ်နှစ်ကတ်ကိုပဲမှတ်ပုံတင်နိုင်မယ်ဆိုပြီးရှင်းထားပါတယ်ရှင်။စင်ကတ်မှတ်ပုံမတင်ရင်ဘာဖြစ်မလဲဆိုတော့မေကွန်လေးကိုလည်းသူတို့ပဲဖြေထားပါတယ်။စင်ကတ်မှတ်ပုံမတင်ဘူးဆိုရင်လည်းစင်ကတ်တွေကို2020ပြည့်နှစ်ဧပြီလ30ရက်နောက်ပိုင်းမှာကန့်သက်ခြင်းတွေဖြစ်နိုင်ပြီးတော့2020ပြည့်နှစ်ဇွန်လ30နောက်ပိုင်းမှာစင်ကတ်ကိုပိတ်သိမ်းခြင်းခံရမည်ဖြစ်သည်တဲ့။ဝန်ဆောင်မှုများကိုပြတ်တောက်မှုမရှိစေရန်အထက်တွင်ဖော်ပြထားသောစင်ကတ်မှတ်ပုံတင်ခြင်းနည်းလမ်းကိုအသုံးပြုပါဆိုပြီးတော့ဒီ website မှာအတိအလင်းကိုတရားဝင်ကြေညာထားပါတယ်ရှင်။ ီတော့ဆက်သွယ်ရေးကုမ္ပဏီတွေကိုဆက်သွယ်ရေးပေါ့နော်ညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ညွှန်ကြားထားတဲ့အတိုင်းစီကံလိုက်နာမှုရှိရလားဆိုတာကကျမတို့မေးခွန်းထောက်အောင်ရှင်းလူတူဦးကိုစိတ်ကနှစ်ခုကိုသာမှတ်ပုံတွင်ပြုရဲဆိုရင်သူတို့အနေနဲ့ရှားခွေရလွယ်မှာပဲလေဆာဗာကြီးတစ်ခုလုံးထဲသိမ့်နိုင်လို့သာဆက်သွယ်ရေးကုမ္ပဏီထောင်ကြတာဟုတ်လားမှတ်ပုံတင်နံပါတ်တစ်ခုကိုရိုက်ထည့်လိုက်မယ်ဆိုရင်ဒီမှတ်ပုံတင်ကစင်ကပ်ပန်တစ်ခုမှတ်ပုံတင်လာလဲဆိုတာချက်ချင်းပေါ်ရမယ်လေပေါ်မှာပဲရှင်းမပေါ်စရာအကြောင်းမရှိဘူးကျမတို့ဒီနေရာမှာမြေပြင်မှာတော့ရှင်း ဟိုမှတ်ပေါက်တင်တဲ့နေရာမှာလူတွေကြားတာရှိမှာပဲပေါ့နော်ဒါတွေကိုကင်တွေရမှာဒီကုမ္ပဏီရဲ့တာဝန်ရှင့်သိလားပြီးတော့အခုဆိုရင်ဒီစဲကတ်မှတ်ပေါက်မတင်တဲ့ဟာတွေကို2020ဇွန်လ30ရက်နေ့နောက်ပိုင်းမှာပိတ်သိမ်းသွားမယ်ဆိုတော့အခုတောင်မှ2025ရှိနေပြီဆိုတော့တကယ်ရောတရားမဝင်တဲ့မှတ်ပုံတင်မထားတဲ့စင်ကတ်တွေကိုတကယ်ပိတ်သိမ်းခြင်းရှိရလားဆိုတာလည်းဒုတိယမေးခွန်းလေးပေါ့နော်။ဒါကျွန်တော်တို့စီကိုတော့အခုဆိုရင်ကြားဖြတ်နဲ့တတ်ဆိုင်တဲ့ဂျင်ညာတွေဝင်လာရဲ့ရှင့်။ဝင်လာတဲ့ခါကျတော့ကျွန်မအနေနဲ့မနေ့ကဆိုရင်ဒီ Adam ကောစန္တာကိုကျွန်မဖုံးဆက်တယ်ဖုံးဆက်ပြီးရခါမှာ website မှာတင်ထားတဲ့အကြောင်းအရာတွေကအမှန်ကန်လားဒီတိုင်းပဲပြုလို့လောဆောင်သေးရလားဆိုတော့ကျွန်မတေချာလေးမေးခွန်းထုတ်ထားရချက်အဲ့ဒါကိုလည်းကျွန်မ recording ယူထားရပါတော့သူတို့ဘက်ကလည်းယူရမှာပါသူတို့နေနေရလဲဒါကျွန်မတို့ဖုံးဆက်တိုင်းပြောရလေ recording ယူရမယ်ဆိုပြီးတော့ယူထားမှာပေါ့နော်ဒီတော့ဟုတ်တယ်တဲ့ website မှာတင်ထားတဲ့အတိုင်းပဲမှန်တယ်ပေါ့နော်ဒါဆိုရင်အမားတို့စီကိုဒီအတန်ဖုန်းနံပါတ်နဲ့ပဲကြားဖြန့်တဲ့ပတ်သက်တဲ့လောင်းကစားဟာဒီကျမတို့စီကိုဝင်နေတယ်ဒီအတွက်ကျမတို့ဘလို့ report တင်ပေးရမလဲဆိုပြီးတော့မေးပါရခြင်းမေးတဲ့ခါကျတော့သူကဖြေတယ် ဒီနံပါတ်တွေသူတို့ပြောပါတယ်သူတို့အနေနဲ့ဒါကိုစီစဉ်ဆောင်ရပေးမယ်ပေါ့နော်ဆိုတော့ပြောပါတယ်အဲ့လိုပြောနေတယ်ကျမနည်းနည်းပေါ့နော်တခုပြောပြချင်တာလေအဲ့ဒီကောဆန်နာမင်းကလေးကကျမကိုမပြောလဲသီလားအမားတဲ့အမားစီဦးတဲ့အဲ့လိုကြော်ညာရင်ဝင်နေရယ်ဆိုရင်အဲ့ဒီဖုန်းနံပါတ်ကိုအမဘလော့ထားလိုက်လေတဲ့စင်ကတ်တွေကိုဖွင့်လာနေပိတ်တာကနောက်ဆုံးလုံးပိုင်ခွင့်နေလေအဲ့ဒီလုံးပိုင်ခွင့်နေတောင်ရှိရယ်ဆိုရင်ကျမတို့မှတ်ပုံတင်ကြီးတွေနဲ့ပေးထားရတဲ့အချက်လက်တွေလူတယောက်မှတ်ပုံတင်ဆိုတာကျမတို့နိုင်ငံမှာတကယ်ကို VVIP အဆင့်လုံခြုံရေးနဲ့တက်ဆိုင်တဲ့ကိုရေးကိုတာအချက်လက် ဒီလိုမှတ်ပုံတင်ကိုတော့ကျမတို့ကဒီကုမ္ပဏီကိုအပ်ထားပြီးတော့စင်ကတ်မှတ်ပုံတင်နိုင်ရတာဒီကုမ္ပဏီကကျမတို့နဲ့ပတ်သက်တဲ့ data တွေကိုလုံလုံချုံချုံထားပါရဲ့လားဆိုတော့ကျမတို့မေးခွန်းထောက်အောင်လေ။ဘာကြောင့်ဒီကြားဖြန့်နေတာကျမတို့စီကိုရောက်လာလဲရှင့်။တရက်ကိုတစ်ဆောင်လောက်ပဲရောက်တော့ကျမမပြောဘူးနော်။တိလာဖုန်းနံပါတ်656ခုကနေတရက်ကို656ဆောင်မကပို့နေတာရှင့်။ဒါဘာကြောင့်ပါလဲဆိုတော့ကျမမေးခွန်းထောက်တာမှားပါသလားရှင့်။ကျမအခုမေးတာ media သမားတောင်နေနေမေးတာမဟုတ်ဘူးနော်။ဒီ atom company ကိုကျမအနေနဲ့အားပေးတဲ့အတွက် customer တောင်နေနေပဲမေးသေးတာရှင့်။ မီဒီယာတောင်နေနဲ့မေးမယ်ဆိုရင်မေးခွန်းเนี่ยဒီထက်ပို့ပြီးတော့နှစ်နိုင်ချစ်ချွတ်ဖြစ်သွားပါလိမ့်မယ်အဲ့လိုတော့ကျွန်မမမေးချင်သေးဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်မကောဆန်အောင်ဆက်သွယ်ရဲ့ချိန်မှာတို့ကလည်းဒီကြားဖြတ်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဒီဖုန်းနံပါတ်တွေကိုပေါ့နော်တို့စီစဉ်ပေးမယ်ဆောင်းပေးမယ်ပေါ့ရှင်တို့စစ်စေးမယ်ပေါ့မှတ်ပုံတန်တန်းချင်းရှိလားမရှိလားမှတ်ပုံမတန်တန်းတို့ပိတ်သိမ်းမှာလားပေါ့နော်အဲ့လိုမျိုးလေးတို့ဆောင်းအောင်ဖြစ်တဲ့အတွက်ဒီလိုဆောင်းအောင်မယ်ဆိုပြီးတော့ကျွန်မကတိစကားလည်းပေးတဲ့အတွက်ကျွန်မအနေနဲ့ customer တယောက်အနေနဲ့ပဲမေးခွန်းလေးထုတ်တာဖြစ်ပါရှင့်ဒီတော့ကျွန်တော်တို့ပြည်သူတွေခံစားနေရတာအဲ့လိုရှိပါရှင့်ကြားဖြန့်တွေက ဆက်သွယ်ကုမ္ပဏီတွေထပ်ပိုးတော်နေတာလားဆက်သွယ်ကုမ္ပဏီတွေကကြားဖြတ်နေတဲ့ညံ့နေရလားဆိုတာလေးကတော့ကျွန်မအခုဒီနေ့ပြောချင်တဲ့ပြည်သူအတန်လေးအနှစ်ချုပ်သာဖြစ်ပါရှင့်ဒီပညာတွေလောက်ကြပြီဆိုရင်ဒီပညာကိုကျွမ်းကျင်လို့လောက်ကြရလေ။ server တခုလုံးထိမ့်ဖို့ဆိုတာကလိုအပ်တဲ့ team တွေဖွဲ့ထားရမှာပဲရှင့်။မိမိချောင်းမြေရေခင်းပြရတော့မထင်ပါနဲ့ရှင့်နော်။ဒီချိန်မှာကြားဖြတ်နေကျမတို့ကနိုင်ငံတကာကလည်းစောင့်ကြည့်နေတဲ့အတွက် ဒီလိုသတင်းပေါ်ဆက်ပေါ်ဆက်ဖြစ်နေတာဆက်သွယ်ကုမ္ပဏီတို့မကောင်းရှင်နိုင်ငံတကာကသာဒီအနံ့ကိုရသွားခဲ့မယ်ဆိုရင်နိုင်ငံတကာမီဒီယာတွေကသာဒီအနံ့လေးရသွားခဲ့မယ်ဆိုရင်မင်းတို့နိုင်ငံဆက်သွယ်ကုမ္ပဏီတွေကဒီလိုကြားဖြတ်နေကြညာဝင်နေတာကိုပြည်သူတွေစီရောက်နေတာကိုမင်းတို့ဘာမှမလုပ်ပေးနိုင်ဘူးလားဆိုတဲ့မေးခွန်းတွေထွက်လာရင်ပို့ပြီးတော့ကြောက်ဖို့ကောင်းတဲ့ရှင်းဆိုင်ရနိုင်တဲ့ကိစ္စရှိပါရှင့်ကုမ္ပဏီတိုက်ခါတွက်လဲအရန်ကိုအရေးကြီးရပါတော့ဒီတော့ကျမတို့မြန်မာနိုင်ငံကဆက်သွယ်ကုမ္ပဏီအနေနဲ့ကကြားဖြန့်တွေကိုကြားဖြန့်တွေကကိုယ့်ရဲ့ server တွေလည်းကိုထိုးဖောက်ဝင်ရောက်ပြီးတော့ပြည်သူတွေစီကိုဓာတ်ရိုက်ကို ကြီးညာတွေပေးပို့နေတာစိတ်ဒုက္ခတွေပေးနေတာပြည်သူတွေကိုလိန်ဖို့အတွက်စူးစမ်းနေတာဒီကိုခြေရာတောက်ပြီးတော့အမြန်ဆုံးဖယ်ရှားဖို့အတွက်ကြံပြုကြမှာရှက်တရားဝင်မှတ်ဖို့မတင်ဘူးဆိုရင်ဒီအတန်ကကြီးညာထားတဲ့အတိုင်းလွန်ခဲ့တဲ့၄နှစ်လောက်ခွဲကပိတ်မယ်လို့ကြီးညာထားတာပဲအကုန်လုံးပိတ်ချလိုက်ပေါ့ရှင်အကြံပြုတာပါရှင်မှတ်ဖို့တင်တာမဟုတ်ဘူးဆိုအကုန်လုံးပိတ်လိုက်ပါလူတယောက်တည်းကနေကတ်90တရားလောက်မှတ်ပုံတင်ထားရဲဆိုရင်လေအဲ့ဒီလူအတွက်ကိုနှစ်ကတ်ပဲချက်ပြီးကျန်တာကိုပိတ်လိုက်ပါရှင့် ။ဘာကြောင့်လဲဆိုတော့ကျမတို့ဆိုင်မှာသွားဝယ်လို့ရှင်အချားသူရဲမှတ်ပုံတင်တယ်မှတ်ပုံတင်တာလက်ကကိုဝယ်ရတာ။ဒါပေမဲ့ကျမတို့လက်ထက်ရောက်တဲ့ချိန်ကျရင်ကျမတို့နာမည်တွေကျမတို့ data တွေနဲ့ပြန်ပြီးတော့ကျမတို့ပြောင်းလဲပြီးမှတ်ပုံတင်တယ်။အဲ့လိုတင်ခွင့်လည်းရှိရပါတော့။ဒီတော့လူချင်းမင်းတို့အနေနဲ့မှတ်ပုံမတင်လို့ဆိုပြီးအကုန်လုံးဒီဒိတ်ကြီးပိတ်ချလိုက်လို့ရှင်။မမှန်ကန်ကန်ကင်တဲ့သူကလူချင်းမင်းတို့ပြန်ပြီးဆက်သွယ်လာပါလိမ့်မယ်ရှင်။ဆက်သွယ်လာပြီးတော့ကျွန်တော်ကတော့ဒီကတ်ကိုတကယ်ကိုင်ဆောင်တဲ့သူပါကျွန်တော်မှပုံတင်ရတော့ဒါဖြစ်ပါတယ်ဆိုပြီးတော့ပြောကြားလာမယ်ဆိုတော့လူကြီးမင်းတို့လုတ်ပိုင်ခွင့်နေရအတိုင်းဒီကတ်ကိုပြန်ဖွင့်ရင်ဖွင့်ပေးလိုက်ပါရှင် လာပြီးတော့အကြောင်းမကြောင်းဆိုတော့လည်းဖွင့်မနေနဲ့တော့ဘာမှဖြစ်ဘူးရှင်ဒါဟာကြားဖြန့်နေဖြစ်နိုင်တယ်လူချင်းမင်းတို့ server ကိုဝင်ရောက်ပြီးတော့လူချင်းမင်းတို့ရဲ့ပြောရမယ်ဆိုရင်လူချင်းမင်းတို့ပခုံးတက်ပြီးတော့လူချင်းမင်းတို့ customer တွေကိုလိန်ဖို့စ조사နေတဲ့သူတွေရှင်ဒါကြောင့်နှမျောပေးပါနဲ့ပိတ်လိုက်ပါဘာမှဖြစ်ပါဘူးလိုအပ်တဲ့သူကလာပြီးဆက်သွယ်ပါလိမ့်မယ်ရိုးသားတဲ့သူကလာဆက်သွယ်ပါလိမ့်မယ်ရှင်။ကျွန်မအဲ့လိုလေးသာအကြံပြုချင်ပါတယ်။ဒါလေးဆိုတော့ကြားဖြန့်နေအသုံးပြုနေတဲ့ဖုန်းနံပါတ်တွေတော့ရော့သွားမယ်လို့ထင်ပါရှင်။ကျွန်မတို့လည်းစိတ်မညစ်ရတော့ပေါ့ရှင်။ကျွန်မတို့ကတော့ဒါလိမ့်နေဆိုတော့သိရပါပဲလေ မသိရမိဘပြည်သူတွေကခံစားနေရတာရှင်အလိမ်ခံနေရတာဒါလေးကိုစက်သွယ်ကုမ္ပဏီအနေနဲ့ကိုယ့်ရဲ့ customer မျက်နှာတွေကြည့်ရှုတော့အဖြစ်နိုင်ငံသားတွေရဲ့မျက်နှာတွေကိုငဲ့ညာတော့အဖြစ်ဒါလေးတွေစဉ်စဉ်ဆောင်ရွက်ပေးပါအောင်လို့ကျမတို့ပြည်သူအတန်လေးရနေပြီးတော့တေချာလေးနဲ့ဆောင်နေကျမတိုက်တွန်းနှိုးဆော်လိုက်ပြရစီရှင်မိဘပြည်သူများရှင်ကျမအခုတင်ဆက်ပေးချင်တာလေးကတော့ငလင်ချားတဲ့ကနေပြီးတော့ကျမတို့ကိုကြီးစောက်ရှောက်ပေးနေတဲ့နိုင်ငံရေးပါတီရှိပါရှင့်ဒါလေးနဲ့ပတ်သက်ပြီးရွက်ပွဲနဲ့လည်းချိတ်ဆက်တဲ့အတွက်ကျမပြောပြချင်ပါတယ် ဒီမနေ့ကဆိုရင်ဧပြီလ10ရက်နေ့ကဘောလုံးနိုင်ငံတော်ထုတ်ပြန်ထားရှိပါရှင့်ဒီတောင်စုရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့သတင်းထုတ်ပြန်ချက်လေးကိုထုတ်ပြန်ထားပါတယ်။အဲ့ဒါလေးကတော့နိုင်ငံရေးပါတီတရတီထောင်လို့သူတဲ့အနည်းဆုံး15ဦးကနေပြီးနိုင်ငံရေးပါတီရဲ့မှတ်ပုံတင်ခြင်းဥပဒေပုံမှန်3ပုံမှန်ကွဲကကြီးနဲ့အညီပါတီတီထောင်ခွင့်နဲ့ရှောက်ထားလာမှုပေါ်ပြည်တောင်စုရွေးကောက်ပွဲကော်မရှင်ကဥပဒေအမြင်ရှိစစ်ပြီးတော့မှတ်ပုံတင်ခုပြုလျက်ရှိပါတယ်တဲ့။အခုဒီ2025အထွေထွေရွေးကောက်ပွဲများကိုဒီဇင်ဘာလအတွင်းမှာကျင်းပရန်ရှိပါသဖြင့်အဲ့စကလုံးကတော့တကယ်ကို highlight လုပ်ရမယ့်စကလုံးပေါ့နော်။ 这帮人个嘛，古镇有一个，我也骗麻了，嘛去嘛所以有那会跟到骗你家了，我们先好了。 တိကျသိကြတဲ့အချိန်ကာလတစ်ခုတော့ထွက်လာခဲ့ပါပြီ2025ခုနှစ်ဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲကိုစတင်ပြီးတော့ကျင်းပမယ်ဆိုတဲ့အချက်က69.69ရာခိုင်နှုန်းသိကြသွားခဲ့ပါပြီရှင့်ဒီတော့ဒီလိုမျိုးသိကြတဲ့အခါမှာနိုင်ငံရေးပါတီတီထောင်တာတွေပတ်ပုံတင်တာတွေတော်ပြီးတော့တခုပါတီတွေကိုခွင့်ရေးပေးထားရှေ့ရေးပါတီများပူးပေါင်းပြီးတော့တဲ့ပါတီတခုတည်းအဖြစ်တီထောင်ခြင်းလုပ်ငန်းတွေကိုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲအမိဆောင်ရွက်ပေးမှာဖြစ်တယ်တဲ့သူကပါတီတွေသေးတယ်ဆိုရင်တဲ့ ပေါင်းမဝင်ဘူးပေါ့နော်အဲ့လိုပေါင်းမဝင်တဲ့ခါကျတော့ပေါင်းလိုက်လို့ရတယ်ပေါ့ရှင်အားလုံးတူညီတဲ့အခွင့်အရေးပေးတဲ့သဘောလေးပါပဲဒါပေမဲ့အဲ့ဒီပေါင်းတဲ့နေရာမှာကပေါင်းနိုင်မလားဆိုတဲ့ကိစ္စလည်းရှိရရှင်သီလားကျမနိုင်ငံကတယောက်တည်းရှိလို့ရှင်2ချမ်းကွဲတယ်2ယောက်ရှိလို့ရှင်4ချမ်းကွဲတယ်3ယောက်ရှိလို့ရှင်6ချမ်းကွဲရရှင်ဒီတော့ငကိုရဲကွဲနေတဲ့အုပ်စုတွေပေါင်းဖို့ပေါ့ဖြစ်နိုင်မှာမလားဆိုတဲ့ကိစ္စကလည်းဒါနိုင်ငံရေးပါတီဖြစ်ရှင်းရမှာပေါ့နော်နိုင်ငံအရေးရှိရှုမယ်ဆိုတော့ပေါင်းလို့ရတယ်ဆိုပေါင်းလိုက်ပေါ့ရှင်ဘာဖြစ်အင်အားပြည့်သွားတာပေါ့နော်အဲ့လိုလေးတော့ရှိပါရဲ့ရှင် ဒီတော့ဒီလိုမျိုးတဲ့ဒီပေါင်းတဲ့နိုင်ငံရေးပါတီအနေနဲ့ရွက်ောက်ပွဲဆိုင်ရာလုပ်ငန်းတွေမဲဆွဲစည်းရုံးတဲ့လုပ်ငန်းတွေပေါ်တော့ဒါတွေကနိုင်ငံပါတီလောက်ရမှာလေအဲ့တော့အဲ့လိုလည်းလည်းဆောင်ရွက်ဖို့အတွက်အချိန်လောလောဆယ်ရရှိစေရန်အလို့ငါတဲ့နိုင်ငံရေးပါတီတည်ထောင်ခွင့်ရှောက်ထားလို့သူတွေရဆိုရင်2025ခုနှစ်မေလ9ရက်နေ့နောက်ဆုံးထားပြီးတော့ပြည်ထောင်စုရွက်ောက်ပွဲကော်မရှင်ကိုရှောက်ထားကြပါဆိုပြီးအသိပေးထားပါရှင့် နောက်ဆုံး deadline ကိုပေးလိုက်ပြီပေါ့နော်နောက်ဆုံး deadline ကမေလ9ရက်နေ့ဖြစ်ပါရှင့်ဒီ2025မေလ9ရက်နေ့မှာဆိုရင်အဲ့ဒီ9ရက်နေ့နောက်ပိုင်းမှာပါတီရေဒီထောင်ခွင့်နေရောရှောက်ထောင်ခွင့်နေရောဘာလို့ဘာမှမရှိပဲရက်တန်သွားပါပြီရှင့်ဒီတော့တချို့ပါတီတွေကအရင်အဟောင်းကိုဆွဲပြီးတော့အစ်စ်မဆနိုင်တဲ့ပါတီအနေနဲ့အခုချိန်မှာစဉ်းစားဖို့တင်ပါပြီရှင့်အဓိက NLD ပေါ့နော်ဘယ်လိုဓာတ်ရိုက်ပဲပြောအောင်မစနော်သူတို့အဟောင်းမစွန်နိုင်အစ်စ်အနေနဲ့စတင်ဖို့သူတို့မှခက်ခဲနေတယ်ဒီတော့စွန့်ဖို့အချိန်တန်ပြီးလို့ထင်ပါရှင့်အဲ့လိုမှမဟုတ်ရင်တော့ရုပ်ောက်ပွဲထဲမှာပါတော့မှမဟုတ်ဘူး နောက်ဆုံးနိုင်ငံရေးမှာဖေးထိုင်ဖို့ပြောအဆင့်သာရောက်သွားမှာပါရှင့်အဲ့လိုမရောက်ချင်အောင်ဆိုရင်တော့ကိုယ့်ရဲ့နိုင်ငံရေး sense ကိုနိုင်ငံရေးအသိပညာနိုင်ငံရေးနိုင်ငံပေါ်ချစ်တဲ့စိတ်ပေါ်ဒါလေးတွေမြင့်တင်ပြီးတော့ငါတို့ဘာလို့သင့်လဲဘာဆက်လုပ်ရမလဲဆိုတာလေးစဉ်းစားဖို့တန်းလို့ပါရှင့်ဒါလေးကတော့ရွေးကောက်ပွဲဝင်ခြင်းတဲ့နိုင်ငံရေးပါတီငယ်ရောအကြီးရောအားလုံးပါရှင့်ကျမတို့နိုင်ငံသားတယောက်အနေနဲ့ရွေးကောက်ပွဲဝင်ဖို့အတွက်အခွင့်အလမ်းတွေအများကြီးရရှိစေချင်ပါရှင့်ကျမတို့ကလည်းနိုင်ငံနိုင်ငံသမားကောင်းတွေကိုမျှော်လင့်နေပါတယ် ဒီမိုကရေစီကိုလိုချင်တယ်ဆိုတော့နိုင်ငံရေးသမားတွေနဲ့ကျမတို့ကသွေးကွဲနေလို့မရအောင်ရှင့်တိလားသူတို့မကောင်းမြင်နေလို့လည်းမရအောင်မကောင်းတဲ့နေရာမှာကောင်းတာလေးကျမတို့ရွေးထုတ်တတ်တယ်ဒီကနိုင်ငံရေးသမားတွေမကောင်းတာမဟုတ်ဘူးပြောရမယ်ဆိုလေကောင်းတဲ့နိုင်ငံရေးသမားတွေရှိတယ်ဒါပေမဲ့ကောင်းတဲ့နိုင်ငံရေးသမားတွေနဲနေတာရှင့်เนาะအဲ့တော့နဲတဲ့နေရာနေပြီးကျမတို့ကရွေးထုတ်တတ်ရမှာဒီတော့အားလုံးကျမတို့ခွင့်ပေးရမှာပဲဒီမိုကရေစီဖြစ်တာနဲ့အညီနိုင်ငံရေးသမားကောင်းကောင်းမကောင်းကောင်းအားလုံးရွေးကောက်ဝင်နိုင်အောင်တော့ကျမတို့ကလမ်းကြောင်းပေးရမယ်ဝင်လာပြီဆိုရင် ကိုယ်ကွယ်နဲ့ရောက်ပြီဆိုရင်ကျမတို့ကဘယ်သူကောင်းတယ်မကောင်းဆိုတာကိုလေ့လာစမ်းစစ်ပြီးတော့ကျမတို့ပြည်သူတွေကမဲပေးရမယ့်ကိစ္စဖြစ်ပါတယ်ဒါပြည်သူတွေရဲ့ခွင့်ပဲရှင့်ဒါတော့နိုင်ငံရေးပါတီရဲ့ဝင်ရှုပ်လို့မရအောင်เนาะပြည်သူတွေရဲ့권ကအဲ့ဒီမဲမဲပေးခဲ့ကာလာဆက်ကြပြည်သူတွေရဲ့လုတ်ပိုင်권ပဲเนาะအဲ့ဒီလုတ်ပိုင်권လေးကိုပြည်သူတွေအတွက်ကိုလည်းကျမတို့ကကူညီပေးရမှာနိုင်ငံရေးသမားတွေဘလို့ဖြစ်တဲ့ဘာအမှန်တိုင်းပေါ့เนาะကျမတို့ပြောပြပေးရမှာအဲ့ဒီမှာသူတို့ရွေးစင်တာရွေးဘလို့ကိစ္စလေးတွေကတော့အားလုံးတက်ညီလာညီဆောင်ရွက်ရမှာဖြစ်ပါရှင့် အခုဆိုရင်ဒီနိုင်ငံရေးပါတီတွေပေါ့လေကောင်းတာလည်းရှိရဲဆိုးတာလည်းရှိရဲချို့ချော်လည်းအာနာလိုချင်တာပဲတည်ရနိုင်ငံလုံးကဘာမှမလုပ်တတ်တဲ့လူနိုင်ငံရေးပါတီလည်းရှိရဲငုတ်တုတ်ထိုင်နေတော့မယ်တချို့တွေဆိုကိုယ့်ကိုနိုင်ငံရေးပါတီဥက္ကဋ္ဌဖြစ်နေပြီဆိုတော့မေ့မေ့လို့ပဲဖြစ်တယ်အရင်လိုပဲဘူးတိုင်ဘေးထိုင်ဘူးပြောအဆင်ပဲထင်ပြီးတော့ဘေးထိုင်ဘူးပြောနေတဲ့သူလည်းရှိတော့မယ်ရှင့်တိကခါကြရင်သူတရလေငါဘာကောင်လဲဆိုတော့အမှန်ထောင်ပြီးယဉ်ကြည့်ရှင့်ကိုယ့်ကနိုင်ငံရေးပါတီဥက္ကဋ္ဌဖြစ်နေပြီမို့လားစကားတွေကိုဘေးထိုင်ဘူးပြောမလုပ်အောင်ရှင့်နိုင်ငံရေးပါတီဥက္ကဋ္ဌဆိုတာကငွေကြီးလက်ဖြစ်နိုင်တယ် ပြတ်တော်အမှန်လည်းဖြစ်နိုင်တယ်နောက်ဆုံးသမ္မတအထီတောင်ဖြစ်နိုင်တယ်ရှင်ကျမတို့ကအရင်အရင်ဘဝဘဝတွေကဘာတွေပဲလောက်ခက်လောက်ခက်လက်ရှိမှာနိုင်ငံရေးပါတီဥက္ကဋ္ဌဖြစ်နေပြီမဟုတ်လားပြောတဲ့စကားတွေအားစလောက်တဲ့လောက်ရတဲ့အားစပညာရှိဆန်ရမယ်နားလည်မှုရှိရမယ်လူပိန်းကြိုက်စကားတွေပြောတာရတန်တင်ပြီရှင်ဒါတချို့နိုင်ငံရေးပါတီဥက္ကဋ္ဌတွေကျမတို့ဒဲ့ပြောတာပါတချို့ကတော်တော်အမြင်မတော်လို့ပါရှင် နိုင်ငံရေးပါတီဥက္ကဋ္ဌကလုပ်နေရကျမတို့လိုတရင်တက်ဆက်တဲ့ဒုတိယလောက်တော့မှနိုင်ငံအရေးရတယ်မပြောတတ်ဘူးဘေးထိုင်ပူပြောအဆင့်လောက်နေပဲနိုင်ငံရေးပါတီဥက္ကဋ္ဌလုပ်နေသူတွေရှိရဲ့ရှင်ဒါတွေကြတော့ပြည်သူတွေတို့ကကျမတို့ကဂျားရီကနေကောင်းပါတယ်လို့ပြောဖို့တော့မှကျမတို့ကနှုတ်ကမရဲဘူးရှင်ကျမတို့ကပြောပေးချင်တယ်တော်တဲ့လူရဲ့ရှင်ဒီလူတွေဒီလူကတော့တော်တယ်နော်ဒီလူတော့ရွေးတဲ့နော်ဆိုတော့မျိုးကျမတို့ကအဲ့လိုမျိုးရှင်ပြောလို့ဆိုလော်ပေးချင်တာပေါ့ဂျားရီကနေလော်ပေးချင်တယ် တိရနှုတ်ပေးခြင်းပါဆိုတော့ဒီမိုကရေစီကိုကြိုက်တယ်လေကျမတို့ကြိုက်တော့နိုင်ငံသမားတွေတော့လက်တွဲဆော့လက်တွဲပြီးတော့ခေါ်ယူရမှာပဲရှင်ဆော်တော့ဖြစ်ကုန်ပြီပေါ့နော်အဲ့တော့ကျမတို့ကလက်တွဲခေါ်ခြင်းရင်တောင်မှနိုင်ငံသမားတွေကတော်မှလေတော်တဲ့သူပဲကျမတို့ခေါ်မှာပေါ့နော်ဆိုကျမတို့ image ထိခိုက်တယ်ရှင်တိရကျမတို့ choice လုပ်ပေးလိုက်တဲ့သူကိုပြည်သူတွေကြားရဲ့ကျမတို့ကပြပေးရမှာကျမတို့ကိုယ်တိုင်ကအညံ့အစားတွေသွားရွေးမိပြီးတော့ပြည်သူတွေကိုပြလိုက်တယ်ဆိုကျမတို့တစ်ခါကြားတယ်ကြားရရတယ်ကြားရရပွဲစားမကောင်းဖြစ်မယ်ကျမတို့လို့ဖြစ်မခံနိုင်ဘူးเนาะအဖြစ်မခံနိုင်ပြီးတော့ကျမတို့ကရှင်းတယ်ရေချင်းမရှိမရှိတဲ့အတိုင်းထားခဲ့မှာเนาะ တရားရည်ချင်းမရှိရလို့ရှိပါတယ်ဆိုရင်ကျမတို့လုံးဝလော်ပေးစရာအကြောင်းမရှိဘူးလော်လည်းမလော်ပေးနိုင်ဘူးရှင်ဒီလူတွေကြောင့်ကျမတို့ကဈားတွေကရောရောတိတ်ခါကြမခံနိုင်ဘူးဒါလေးတော့ပြောချင်တယ်ပေါ့နော်ဒီတော့ကျမတို့ကတော့ကောင်းတာဆိုရှာဖွေပြီးတင်ဆက်မယ်ကျမတို့မရှာဖွေလို့ကျမတို့မတင်ဆက်လို့ကျမတို့စိတ်မကောင်းနဲ့ရှင်စိတ်မဆိုးနဲ့ကျမတို့အညိုမထားနဲ့ကျမတို့မတော်လို့မရွေးတာကြောင့်အရှင်းဆုံးပဲရှင်လူပါဝရလည်းမထင်နဲ့ကျမတို့ကပြည်သူကိုပြုတ်ထားတာပြည်သူညိုညင်မဲ့ကိစ္စ ပြည်သူနဲ့စုံဝန်ကော်မတီကကျမတို့မလုပ်ရဲဘူးရှင်။ဒါကြောင့်ကျမတို့ကလည်းတင်းသေးချာရွေးတယ်။ကျမတို့တကယ်တော်တယ်လို့သတ်မှတ်လိုက်တဲ့ပေတံတွေရှိရပါတော့။ပေတံတွေစီမင်းနေတိုင်းဒီနိုင်ငံသမားတွေတော်တယ်ဆိုကျမတို့မီဒီယာစာမျက်ထပ်ကနေပြည်သူစီကိုကျမတို့ပို့ပေးမှာ။အချက်အလက်ပြည်သူရွေး။ရွေးတဲ့အထိကျမတို့ဝန်မပါအောင်တော့မျက်စိရှိပို့ပေးတာပဲရှိရ။တိုက်လို့ရွေးမရွေးလဲဘာမှဖြစ်ဘူး။ကျမတို့တော်တယ်ထင်လို့ပြည်သူကထင်ချင်မှထင်ပါလေဒီဘိုင်းကတော့ကျမတို့ဝင်ရောက်ဆွတ်ဖက်တာမလုပ်ဘူးကျမတို့ပြပေးရပဲရှင့်ဒီလူကတော့မစိုးတော်တယ်နော်ရွေးချင်ရွေးတလောက်ပဲ ်ရွေးတာမရွေးတာဒါသူ့ရဲ့စူးစမ်းမှုသူ့ရဲ့ကံတရားသူ့ရဲ့ကြည်သူပေါ်ထားတဲ့စေတနာရှင်ကျမတို့မီဒီယာကလည်းအဲ့လိုအကန့်လေးခွဲထားတဲ့အတွက်နိုင်ငံရေးပါတီကလည်းကျမတို့နားလည်ဖို့လိုတယ်တန်းတောက်လက်တွဲထားဖို့လိုပါတယ်နော်ကျမတို့ပဲကြောက်နေကြမှာလို့တချို့ကကျမတို့ကြောက်နေရှိရတကယ်အင်တာဗျူးပဲဆိုပတ်ပြေးနေရတယ်ဒီလိုမျိုးပတ်ပြေးနေရမသိကျမတို့ကပဲတို့ထိုးချတဲ့မေးခွန်းတွေဒုက္ခပေးတဲ့မေးခွန်းတွေမေးတော့မလို့လို့ကျမတို့အဲ့လိုမလုပ်ဘူးရှင့်ကျမတို့နိုင်ငံရေးသမားတွေတန်ဖိုးထားတယ်ဒါပေမဲ့ကျမတို့တန်ဖိုးထားရလောက်တဲ့အထိနိုင်ငံရေးသမားတွေတန်ဖိုးရှိနေကိုလည်းလိုတယ်ရှင့် ကျမတို့မေးမေးကုန်းနဲ့ရိုးရှင်းရှင်းလေးပေးမိရတယ်ကျမတို့သူများကြောက်ချတဲ့မေးကုန်းနဲ့မမေးဘူးကျမတို့အလောက်ဒီမရုပ်မအောင်ရှင်ဒါပေမဲ့ကျမတို့ရိုးရှင်းတဲ့မေးကုန်းတော့မဖြေနိုင်ဘူးဆိုတော့အဲ့ဒါနိုင်ငံမှမလုပ်နဲ့တော့ရှင်ဒီလားနိုင်ငံတော်အားနာအောင်အဲ့ဒီသူတို့ပြောကြင်ပါတယ်ပေါ့နော်ဒီတော့အခုငလင်မှာဆိုလဲဒီလိုပဲကျမမြင်တာတော့ USDP ပါတီနဲ့ PP ပါတီကပြည်သူတော်တော်ကိုကြီးဆောက်ရှောက်တာတွေ့ရတယ်ရှင်ပြည်သူနဲ့လည်းတော်တော် close ဖြစ်တယ်ပေါ့နော် USDP ဆိုရင်ပါတီဝင်ဟိုအကုန်လုံးရှင်အားလုံးဒီပါပဲဒီပတ်တိတ်တွေထွက်လို့ကြတယ်တက်စကားနဲ့ဆိုပတ်တိတ်ပေါ့နော်ပြောမှဆိုတော့ဒါလုံးစားပေါ့ တန်ရှင်ရေးဘာညာအားလုံးပေါ့နော်တို့အဲ့လိုအခြေခံလုပ်လေးတွေကစား live လုပ်ပြီးတော့ကိုကြီးစောက်ရှောက်နေတာမြင်နေရှင်တီပီလက်တီလိုပဲကျမမျက်စိထဲမှာမြင်တာတော့အစိမ့်နဲ့အပြာနှစ်ခုပဲမြင်နေရရှင်အခြားရောင်နေမတွေ့သေးဘူးနော်ပြီးတော့ကြည်သူတွေကရွေးစရာအရင်နှဲသွားမယ်နော်ဒါမျက်စိထဲမှာအစိမ့်နဲ့အပြာပဲမြင်နေရအခြားရောင်နေမတွေ့သေးဘူးရှင်ဒီလားကြည်သူတွေအရင်ရွေးစရာနှဲသွားမှာကျမစိုးတယ်ဒါကြောင့်ကျမကအကုန်လုံးစွဲတင်ပြီးတော့ကြည်သူတွေရှေ့ကိုပြပေးချင်တာပေါ့နော်အကြောင်းအစုံပြပေးချင်တာကျမတို့စိတ်ဆန္ဒကတော့လေ ကျမတို့မှာလေနိုင်ငံတော်အတွက်လုပ်တဲ့လူတွေရှာလိုက်လို့ရှင်အစိမ့်တွေ့တယ်အပြားတွေ့တယ်ပရိုက်တာသမားတွေတွေ့တယ်သတင်းသမားတွေတွေ့တယ်ပြည်သူတွေတွေ့တယ်တချို့နိုင်ငံရေးပါတီကျမလုံးဝမတွေ့ဘူးမလုပ်ကြဘူးဘလို့ပုံစံနဲ့ရွေးကောက်ပွဲဝင်စားမှာတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ပြပြီးတော့စီရင်ဝင်စင်းရမှာလေဘာလှုပ်ဆောင်ချက်မှမရှိပဲဘာနဲ့စီရင်စင်းမှာလဲ မီဒီယာတွေကိုငွေပေးပြီးစီဝင်ဆိုင်ရမှာလားဘယ်မီဒီယာလုံးပေးမှာလဲရှင်မီဒီယာတွေအရင်မထင်မသေးတဲ့နော်မီဒီယာတွေကအရင်ဟိုးအရင်အရင်ခစ်တယ်ခစ်တယ်လို့မဟုတ်တော့ဘူးပြည်ပြေးမီဒီယာလို့ကျမတို့မဟုတ်ဘူးရှင်သိလားပတ်စံမျက်နှာတစ်ခုလည်းကြည့်ပြီးတော့ပောက်ကရလော်ပေးမဲ့တဲမှာကျမတို့လုံးဝမပေါ့တော့ခေါင်းနဲ့မှဖတ်ထားစေချင်တယ်ဒီအချင်းမရှိရင်ကျမတို့လုံးဝဆင်နေပြီးမှာမဟုတ်ဘူးရှင့်။ဒါကျမတို့လူဘာဝတာမဟုတ်ဘူး။မီဒီယာတစ်ခုအနေနဲ့ကျမတို့ရဲ့စီမင်းစီကံသတ်မှတ်ချက်တိုင်းကျမတို့ပြောပြတာရှင့်။ကျမတို့ကပြည်သူနဲ့အတူတူလှုပ်လှုပ်ရမယ်တူပြီးပြည်သူတွေနဲ့ကျမတို့မျက်နှာမပြတ်ချင်ဘူးရှင့်။ တော့ရေချင်းရှိတဲ့သူပဲဆွဲတယ်မှာဒီတော့နိုင်ငံရေးသမားဖြစ်မယ်ဆိုရင်ရေချင်းရှိဖို့ကနံပါတ်1ပြည်သူတွေကိုတကယ်ကူညီလို့စိတ်ပြည်သူတွေဘက်ကနေမမမတ်ရက်တီလို့စိတ်ရှိဖို့ကနံပါတ်2မီဒီယာတွေနဲ့တင့်တင့်လျှောက်ပတ်အောင်ပေါင်းသင်းနိုင်ဖို့ကနံပါတ်3ချက်ဒီတော့မှနိုင်ငံတော်ကျမတို့ကအတူတူပူးပေါင်းပြီးတော့တည်ဆောက်နိုင်မှာကျမအနေနဲ့အခုလိုမျိုးမမထထန်ပြောလို့စိတ်မဆိုးပါနဲ့ရှင်မိဘပြည်သူတွေဆိုတာကဒီမိုကရေစီနီးစနစ်မှာပေါ့နော် ရွေးကောက်ပွဲမပြီးခင်ပဲအထက်စီးကနေပြီးတော့ကစားလို့ရတာရှင့်တိလားအခုချိန်မှာဘလို့လုပ်ပေးတော့ဟိုလိုလုပ်ပေးတော့ဆိုပြီးတော့ကြီးများခွင့်ရှိတာရွေးကောက်ပွဲပြီးသွားပြီးကိုစီကိုစီပေါ့နော်နေရာတွေအသားစကြဖြစ်သွားပြီးဆိုရင်ကျွန်တော်တို့ပြည်သူနဲ့မီဒီယာတွေအောက်စီးကနေကစားရတူဖြစ်သွားပြီးရှင့်ချစ်ကြတယ်ကျွန်တော်တို့ခက်ခဲလေးတွေတင်ပြပါရစေတောင်းဆိုပါရစေဆိုတဲ့အချိန်လေးဖြစ်သွားမှာပါဒါဒီမိုကရေစီနိုင်ငံတိုင်းရဲ့ပြရုပ်တစ်ခုပဲဆိုတော့ကျွန်တော်နားလေပါရှင့်ဒီတော့အခုချိန်လေးမှာတော့ကျွန်တော်တို့မာနကြီးပြရစေရှင့်ကျွန်တော်တို့ပြည်သူတွေအားလုံးနဲ့အတူကျွန်တော်တို့လည်းမာနကြီးပြရစေနော် ဟိုရွက်ောက်ဝက်ပြီးသွားလို့ကိုယ့်နေရာကိုမှန်မှန်ကန်ကန်ရသွားပြီးဆိုတော့ကျမတို့ကအမြဲတမ်းဒီလိုမျိုးနိုင်ငံတော်အပေါ်မှာရောနိုင်ငံရေးသမားတွေအပေါ်မှာရောဟိုလိုလောက်ဒီလိုလောက်ဆိုပြီးညွှန်ကြားမဲ့သူတွေမဟုတ်ပါဘူးရှင့်ကျမတို့ကပြည်သူပြည်သားဆိုနေမဲ့သူတွေပါမီဒီယာပြည်သားဆိုနေနိုင်ငံတော်အစိုးရကိုကူညီပြီးတော့ပြည်သူကိုစောက်ရှောက်မဲ့သူတွေပါရှင့်ကျမတို့ကိုယ့်နေရာကိုသိပါတယ်ဒါကြောင့်ကျမတို့ရဲ့ရက်တီချက်လေးကိုနားလည်ပေးပါကျမတို့နဲ့ပူပေါင်းခြင်းဟာပြည်သူနဲ့ပူပေါင်းခြင်းပါပဲပြည်သူရဲ့ message ကိုကျမတို့ပို့ပေးပါမယ်ကျမတို့ interview ခြင်းနဲ့ဆိုပတ်မပြေးပါနဲ့ဒါလေးတော့ကျမပြောချင်ပါတယ်ရှင့် ျမတို့ရဲ့စည်ရင်အမှန်ကတော့နိုင်ငံတော်ကောင်းစေချင်ပါတယ်ဒီတော့ကျမတို့နဲ့စည်ရင်တူရဲဆိုကျမတို့နဲ့ပူးပေါင်းလို့ရပါတယ်ရှင့်ကျမတို့မကြောက်ပါနဲ့လို့ပြောချင်ပါတယ်နော်မီဒီယာကိုကြောက်မယ်ဆိုတော့နိုင်ငံရေးသမားလုပ်လို့မရပါဘူးရှင့်ဒါလေးကတော့ကျမတို့လက်ရှိပကတိအရှိတရားသာဖြစ်ပါရှင့်။ကပ္ပာကြီးရဲ့ပကတိအရှိတရားဖြစ်ပါတယ်။ဒါလေးတော့ကျမပြောပြရင်းနဲ့ယူကောက်ပွဲအတွက်ကိုပြင်ဆင်ကြမယ်နိုင်ငံရေးသမားတွေရောနိုင်ငံရေးပါတီတွေရောအားလုံးပေါ့နော်။ ပြည်သူများအားလုံးရောပေါ့ရှင်မဲဆန္ဒရှင်တွေရောအားလုံးပေါ့သိရှိစေဖို့လည်းကျွန်မသတင်းသုံးသပ်ချက်လေးအနေနဲ့ပြောပြပေးတာဖြစ်ပါရှင်။ဒီမနေ့နဲ့သတင်းနောက်ဆုံးပိုင်းလေးမှာညဝေစနာလေးထုတ်ရှိပါတယ်။ကျွန်မမနေ့ကစကိုင်းတိုင်းကပြည်သူအတန်းဆိုပြီးတော့ဆရာလေးတစ်ပါးရဲ့အကြောင်းလေးပြသသွားခဲ့တာလေးကျွန်မတင်ပြပေးခဲ့ပါရှင်။ဒီနေ့မှာဆိုရင်ဒီသတင်းလေးကိုနားထောင်လိုက်ရတဲ့ပြည်သူတဦးပေါ့နော်အန်တီတဦးပါဆိုရင်ဒီဆရာလေးအတွက်ကိုငွေကျပ်တသိန်းတိတိဓာတ်ရိုက်လှူဒန်းခဲ့လို့သိရပါရှင့်သူဖုန်းနံပါတ်လေးမှတ်တဲ့အခါမှာအခက်အခဲရှိရတဲ့အတွက်ကျွန်တော်တို့မီဒီယာဖုန်းနံပါတ်လေးကိုဆက်လာပြီးတော့ဆရာလေးရဲ့ဖုန်းနံပါတ်ကိုတောင်းသွားပါရှင့် ကျမတို့ပေးလိုက်တဲ့အတွက်ဒီဖုန်းနံပါတ်လေးကိုဆက်သွယ်ပြီးတော့ဝတ္ထုငွေကတ်ခဲ့တယ်လို့ကျမသိရပါတယ်ရှင်ဒီတော့လည်းကျမချားရရနေပြီးတော့အင်မတန်ကြည်နူးပီတီဖြစ်ပါရှင်အန်တီလေးရဲ့ကုသိုလ်တရားအတွက်လည်းကျမဒီကနေပြီးမိဘပြည်သူများအားလုံးနဲ့အတူသာဓုသုံးချင်ခေါ်ဆိုပါရှင်ကျမတို့အဲ့ဒီအစီအစဉ်လေးရဲ့ရည်ရွယ်ချက်လေးကလည်းအလိုပါပဲရှင့်အထူးရှင်နဲ့အလူပံပုံကုန်နဲ့ဓာတ်ရိုက်ထိတွေ့စေခြင်းနဲ့အတွက်ကျမတို့ရှာဖွေတင်ဆက်ပေးရဖြစ်ပါရှင့် ဒါလေးကအထမြောက်အောင်မြင်ခဲ့တဲ့တော်လဲကျမအင်မတန်ဝမ်းသာကြောင်းလေးလို့ပြောချင်ပါရှင်။ကျမတို့ရဲ့သတင်းတင်ဆက်မှုတွေကိုအမြဲတမ်းအားပေးကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြမှာကြပါစေ။